င်္ဂလာပါရှင်။2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ17ရက်နေ့အထိမြန်မာတက္ကသိုလ်1389ခုနှစ်ဒသောင်းမူလပြည့်ကျော်3ရက်နေ့မှ9ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စာပြုံးရေးမူလဝတ္ထာချင်းနေခံမှန်းချက်များကို နေပြည်တော်မူလဝတ္ထာနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။မင်္ဂလာပင်လယ်အခြေအနေမှာကပ်လီပင်လယ်ဖြစ်တဲ့မင်္ဂလာပင်လယ်တို့မှာနေဖျားနဲ့ရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်။ ကပ်ပလီဗီလန်ပြင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တည်တည်မှတိတ်ထူးထန်နိုင်ပါတယ်။မိုးရွာတက်နိုင်မှုအခြေအနေခံမှန်းချက်များနေကနေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်သီးသီးတို့မှာနေရာစိတ်စိတ်မှာနေရာနံပြမိုးထချုံရွာပါမယ်။အမြင့်ဆုံးဘူးကျင်းအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ83ဒီဂရီဖာရင်ဟိုက်မှ94ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ87ဒီဂရီဖာရင်ဟိုက်မှ82ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ် အနှိမ့်ဆုံးမူချိန်ခြေနေခံမှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်မှာ54ဒီဂရီဖာရင်ဟိုက်ကန်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ60ဒီဂရီဖာရင်ဟိုက်မှာ69ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းအေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ 90ဒီဂရီဖာရင်ဟိုက်မှာ89ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။လေထုဆိုတိုင်းကအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ86ရာခိုင်နှုန်းမှာ85ရာခိုင်နှုန်းအတွင်းနဲ့ကြမ်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ86ရာခိုင်နှုန်းမှာ95ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ ပင်ခွင့်ရင်ခွင့်ပြန်လုံးအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာ6မီလီမီတာမှ16မီလီမီတာအထွန်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ20မီလီမီတာမှ26မီလီမီတာအထွန်းရှိနိုင်ပါတယ်။မြေစီလောင်းအောင်ရေအခြေအနေခံမှန်းချက်များအနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးမှာ6တွေ့အခြေအနေစကိုင်းတိုင်းဒေသကြီး ရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာဆူဆွေအခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်သီးသီးတို့မှာပြေဝအခြေအနေမှာရှိနိုင်ပါတယ်။စိုက်ပျိုးရေးမှုလို့အသာအခြေအနေခံမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအပေါင်းကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေရှင်။